ီတွဲဆောင်မင်းမြန်ခန့်အစီအစဉ်ကနေကြိုဆိုပါတယ်ဒီနေ့ဖိတ်ခေါ်ထားတဲ့ဧည့်သည်တော်ကတော့ WordPress Photo ဆုရှင်ကိုရဲအောင်သူပဲဖြစ်ပါတယ်ရှင်မင်္ဂလာပါကိုဟုတ်မင်္ဂလာပါအအရင်ဆုံးပေါ့နော် WordPress Photo ဆုရတဲ့အတွက်အကုန်ယူပါတယ်အဒီသတင်းကိုစကြတော့ကိုဘယ်လိုခံစားရပါလဲ um စိတ်ထဲမှာတော့ဟို miss feeling ဖြစ်တယ်လို့ပဲထင်တော့ပဲဟို ဟိုစိတ်ထဲမှာဝမ်းလဲဝမ်းသာတယ်ဝမ်းသာတယ်ပြီးတော့နောက်တစ်ခုကကျတော့ကိုကိုတိုင်းလည်းအဲရိုက်ခဲ့တဲ့လူတွေရဲ့ပုံတွေကိုပြန်မြင်အောင်လာတယ်ဗောနော်ဒီလူတွေနဲ့အတူရှိခဲ့တဲ့ဟာတွေရဲ့အကြောင်းအရာတွေကိုပြန်မြင်အောင်လာတယ်ဗောနော်အဲ့တော့ဝမ်းသာတယ်ဟေ့ဆိုတော့လည်းဒါကိုကဟိုကဘာမှာတစ်ခုခုနေရာမျိုးကိုရဲ့အဲအဝါကော ကပောက်ပြောပြခဲ့နိုင်ပြီပေါ့နော်ပြီးတော့ဒီမြန်မာနိုင်ငံအကြောင်းကိုလည်းပိုသိအောင်လုံနိုင်ခဲ့ပြီဆိုတဲ့ဟာမျိုးနဲ့ဝမ်းသာမိသူမျိုးအထင်မှာကိုယ်ပုံထဲမှာရှိနေတဲ့လူတွေကိုလည်းပြန်ပြင်အောင်လာတော့ဒီတဲမှာကြာသွားတဲ့လူတွေကိုလည်းပြန်ပြီးတော့တတိယအောင်မိတယ်ပေါ့နော်အဲ့တော့ဟိုဟိုခံစားမှုကတော့အဲ့လိုမျိုးလုံးထွေးနေတာပေါ့ဟုတ်ကဲ့ဟိုဟိုအရင်ပြန်သွားရအောင်ပေါ့နော်အကိုရဲ့ဒီတပ်ပုံတည်င်းထောက်လမ်းကြောင်းကဘယ်လိုမျိုးစတင်ခဲ့တာပါလဲအမ်ကျွန်တော် ကျွန်တော်ကအရင်တော့ ID လုတ်တာဗျကျွန်တော် networking လို့ပြောလို့လုတ်တာပေါ့နော်အဲ့ရအောင်ကကျွန်တော် narket မှုန်တိုင်းကိုတွားပြီးတော့ဟိုလှူလှူရင်းတန်းလန်းနေပဲအဲ့မှာတတင်းကဘလောက်ရေးကြည့်တယ်ဆိုတော့နားလေတော့တာပေါ့နော်ဘာပြောလို့ဆိုတော့ဟိုပိုကလေးတို့ဘာလို့နဲ့ဘာမှသိမ့်မခွာဘူးဟို45မိနစ်လောက်တွားတဲ့နေရာမှာတင်အဲ့နေရာမှာတင်လူတွေရွာလုံးကျပျောက်သွားတာလို့လူတွေအများကြီးတည်နေတာပေါ့နော်ဒါပေမဲ့မြို့ပေါ်ပြန်ရောက်လာတဲ့အချိန်ကျတော့ဘယ်သူမှမသိဘူး တတိယအမှောင်ဖုံးခံရတာပေါ့နော်အဲ့တော့ကိုတွေးလာတဲ့ဟာကိုကိုပြောနေတော့ကောလာဟာလာလို့ဖြစ်တယ်ပုံစံမျိုးဖြစ်တော့ပေါ့နော်အဲ့လိုအချိန်မျိုးမှာကြတော့စပြီးတော့ကိုကနားလဲလာတာဒီတတိယကအရင်ရေးကြည့်ပါလားပေါ့နော်တတိယတဲ့ပုံကအရင်ရေးကြည့်လာလားဆိုတဲ့ဟာမျိုးကိုစနားလဲတာပေါ့နော် အဲ့ဒီချိန်ကစပြီးတော့တရင်အတွက်ကိုစပြီးတော့လှုပ်ဖြစ်တယ်လို့ပဲပြောရမှာပေါ့ဒါပေမဲ့တကယ်တမ်းစတော့2010ရွေးကောက်ပွဲမှာမှအင်ဇိုင်းလှုပ်ပြီးတော့ကျွန်တော်တို့စပြီးတော့ရိုက်ဖြစ်တယ်ပဲပြောရမှာပေါ့ဟုတ်ကဲ့အကိုစုရခဲ့တဲ့ပေါ့နော်ဒီ a nation and conflict series ပေါ့အဲ့ဒီကောင်က2021ခုနှစ်စစ်တပ်အာဏာသိမ်းမှုပေါ်မှာဒီပေါ့လက်နက်ကင်တော်လှန်မှုအမှတ်တမ်းတင်ထားပါပေါ့နော်ဆိုတော့ဘာလို့ဒီအကြောင်းကိုကဘာတည်အောင်ပြချင်းခဲ့တာပါလဲ ဒီကျွန်တော်တို့ရှိမှာဒီအာနာသိန်းနဲ့ဖြစ်စဉ်ဆိုတော့ဟို repeatly ဖြစ်နေတာဗျဟိုကျွန်တော်ကျွန်တော်တို့အရှိမလည်းဖြစ်ခဲ့တယ်အဲကျွန်တော်လက်ထက်မှာဆိုရင်လည်းကျွန်တော်6နှစ်သွားတော့ကျွန်တော် 88နဲ့အာနာသိန်းခံရပါဘူးနော်။ဟောကော88မှာအာနာသိန်းခံတဲ့အချိန်မှာကျွန်တော်6နှစ်သားပဲရှိသေးတယ်။အဲအဲ့ချိန်ကတော့ကြီးပြင်းလာတဲ့ဟာမျိုးကဒီဟာဘယ်လိုပဲပြောပြောတော့ဟိုစစ်ဆိုးရလက်ထက်အောက်ကမလို့ကြီးပြင်းလာတဲ့ပညာရေးစနစ်ပဲပြောပြောချမ်းမာရေးစနစ်ပဲပြောပြောအကုန်လုံးကဟို cloud story နဲ့အကုန်လုံးပိတ်လောင်လာတဲ့ဟာကြီးနဲ့ကျွန်တော်တို့ကကြီးပြင်းရတာပေါ့နော်။ကျွန်တော်တို့ဒီဟာပွင့်လင်းခဲ့ပြီလို့ထင်တဲ့အချိန်မျိုးမှာခဏတစ်ဖြုတ်ပွင့်လင်းတဲ့ဟာကိုကျွန်တော်ခံစားခဲ့ရတယ်။ ပြီးသွားတဲ့အချိန်လေးကြာကြာဒီ2021မှာအာနာပြန်သိမ်းခံရတယ်ပြန်သိမ်းခံရတဲ့အချိန်ကျတော့ကျွန်တော်တော့6နှစ်အဲ့တော့ဒီ cycle ကြီးကိုကျွန်တော်ပြန်မလဲရင်တော့ဆိုလိုတာဒီဟာကြီးက repeat ထပ်ပြီးတော့ဒီဒီဒီတန်လျာဆောက်ဟာကြီးလည်နေတယ်လို့မျိုးလည်နေတဲ့ဟာကြီးကအဆင်မပြေနေဘူးပေါ့နော်အဲ့လိုအချိန်မျိုးမှာကျတော့ကိုကိုယ်တိုင်ကဘာလုပ်နေလဲဆိုတော့အဲ့ချိန်မှာ photo journalist ဖြစ်နေတယ် ပြီးတော့ကိုကိုရန်ကလည်းဒီ photo journalist ဖြစ်နေတဲ့အချိန်တော့ဒီကတော့ငါတော့ငါ့ရဲ့အလုပ်နဲ့ငါတေချာငါအလုပ်မှရမယ်ပြီးရင်ဒီဟာအရေးကြီးတယ်ဘာဖြစ်လို့ဒီ repeat ဖြစ်နေတဲ့ဟာဘယ်တော့မှရက်မှာလဲဒါကြီးကိုဒီရန်နေရာကြီးကိုရက်ချက်နေဟေးဆိုရင်အင်းဘယ်လိုလုပ်လို့ရနိုင်လဲဆိုတဲ့ဟာမျိုးကိုကိုကစဉ်းစားတာပေါ့နော်စဉ်းစားတဲ့အချိန်ကျတော့ကိုယ့်ရဲ့ professional နဲ့ပဲကိုလူများများသိအောင်လုပ်ပေးရမယ်လူများများသိပြီးဟေးဆိုရင်လူများများအောင်တော့ကုညီနိုင်မယ် ပြီးတော့ဒါအရင်ရှက်တက်နိုင်အောင်ပံ့ပိုးလာကြမယ်ဆိုတော့ဟာမျိုးပဲကိုယ့်ရဲ့ professional way ကိုပဲရွေးမယ်ဆိုပြီးတော့ဒီ photo journalist ကိုပဲ design မမအဲ့ရအောင်စပြီးတော့ပို့ပြီးတော့အပြင်ထွက်ပြီးလုပ်ဖြစ်တော့ဗောလေဟုတ်ကဲ့ဟို WordPress photo website မှာလည်းဖတ်လိုက်ရတယ်ဗောနော်ခုနကကိုလည်းပြောတယ်ဗော88မှာတော့ကိုက6နှစ်သားဒီ2021အနာသိန်းတော့ကိုသားလေးက6နှစ်သားဗောနော်ဒီလိုအကျက်အတဲဖြစ်နေတဲ့ကာလာလေးတွေမှာ parking တယောက်ဖြစ်ရတဲ့ခြေနေလေးကိုပြပြပေးပါအောင် ဒီဟာစပြီးတော့ဖြစ်တဲ့အချိန်မှာ အာနာစသိမ့်ပြီဟိဆိုတဲ့ဟာဟိုခုနပြောသူမျိုးပဲပထမဆုံးမနဲ့မှာတဲ့ဟာဟို message တွေတောက်လျှောက်ဝင်လာတယ်ဝင်လာတဲ့ချိန်မှာတဲ့ဟာကိုတိလိုက်တဲ့ဟာကတော့တွားပြီဆိုတဲ့ဟာမျိုးပေါ့နော်ဘာဖြစ်လို့ဒီကျွန်တော်တို့ဖြတ်တန်းခင်းရတယ်ဆိုတော့ဟိုစစ်အစိုးရအောက်ကဟာဆိုရင်ဗျာ အာကျွန်တော်တို့ငွေတွေ1988ကမှစပြီးဖြတ်တန်းခဲ့ရတယ်ဆိုတဲ့ဟာမျိုးတွေမှာကျွန်တော်တို့မှာဟိုခိုင်မာတဲ့ education ဆိုတော့ဘာမှမရှိဘူးပြီးရင်ကျွန်တော်တို့ hair care system ဘာမှမရှိဘူးသူများနိုင်ငံတွေနဲ့ရှင်လိုက်ပြီးဟေ့ဆိုရင်ကျွန်တော်တို့နိုင်ငံကအရာရာနောက်ကျတယ်နောက်ဆုံး cell phone တွေကသူများတွေမှာပေါ်တွင်တော့ချင်းတုံးနေရတဲ့အချိန်မှာတော့ကျွန်တော်တို့မဲဖောက်တဲ့ပုံစံမျိုးနဲ့ကျွန်တော်တို့တုံးခဲ့ရတဲ့ဘဝကြီးကိုဖြတ်တန်းရတယ်ပေါ့နော်အဲ့တော့သူများတွေကွန်ပျူတာနဲ့အခုဆိုရင် AI တွေလုပ်နေတဲ့အချိန်မှာကျွန်တော်တို့တွေဒီဟာဆိုတော့ဘာမှမသိခဲ့ရဘူးဆိုတဲ့ဟာမျိုးတွေ ဟိုအဖြစ်မခံနိုင်တော့ဘူးပြီးတော့ဒီဒီကျွန်တော် generation တော်ပြီလေကျွန်တော် generation တစ်ခုလုံးကခွေးဖြစ်ခဲ့ပြီးသွားပြီအဲ့တော့ခုနောက်လာမယ့် generation တစ်ခုလုံးဒီခွေးဖြစ်မဲ့ကိစ္စမျိုးကြီးကျွန်တော်တို့မပေးကျင်တော့ဘူးဗောနော်အဲ့တော့အဖေတယောက်အနေနဲ့ပဲပြောပြောဟိုဒီဟာကြီးတစ်ခုလုံးဖြတ်တန်းခဲ့ရတဲ့လူတယောက်အနေနဲ့ပြောပြောနောက် generation တွေရောအခုဆိုပွင့်လင်းနေပြီစပြီးတော့သူတို့တွေအေးဟိုဘယ်လိုပြောမလဲအတီးပွင့်နေစပြီးခံစားနေရပြီ နိုင်ငံရဲ့လွတ်လပ်ခြင်းတွေဒီမိုကရေစီဆိုတဲ့အရာတွေစပြီးခံစားနေရတဲ့အချိန်မှာဒါကြီးကလုံးဝဟိုပိတ်လောင်သွားပြီးတော့နိုင်ငံကြီးပြန်ဖြစ်သွားမှာကြီးကိုမလိုလားဘူးပေါ့နော်အဲ့ဟာရဲ့ခံစားမှုကတော့ပိုများပါတယ်အကိုရဲ့အလုံးနဲ့ပတ်သက်ပြီးတော့ကလေးနဲ့ရောအဲ့လိုမျိုးစကားပြောဖြစ်လား तू ကရောအဲ့ဒီပုံမှာဘယ်လိုမျိုးနားလည်မှုတွေရှိလဲအာကျွန်တော်ပြောဖြစ်တယ် ပြောဖြစ်တယ်ဆိုတော့သူကတော့တမောင်ဆရာကိုမလုပ်ဘူးလို့တော့ပြောတာပဲ။ဘာလို့လဲဆိုတော့ပင်မန်းနေပေါ့နော်။သူသိတဲ့ဟာတော့ကျွန်တော်ဒီခီးသွားတယ်ခဏခဏခီးသွားတယ်အဲအကြာကြီးခွဲရတယ်။ဒါဘယ်သူနားလဲတယ်ပေါ့နော်။အဲ့တော့သူ့အနေနဲ့ဆိုရင်လည်းအဲ ျွန်တော်ဒီအများတန်းသူနဲ့မရှိနေဘူးအဝေးမှာအများတန်းရှိနေပေါ့နော်အခုချိန်ဒီလေကျွန်တော်တို့တွေ့တယ်ဟေ့ဆိုတော့လည်းအဲ့လိုမျိုး3လတစ်နှစ်မှမ3လလောက်ပဲတွေ့ပြရတဲ့ကိစ္စမျိုးပေါ့ mostly ကကျွန်တော်ကြီးသွားနေရများတော့အဲ့တော့တခါသေးကြတော့လည်းသူအနေနဲ့ကအဖေဟိုဘယ်လိုပြောလဲတပုန်ဆရာဘရောမလို့ဘူးဆိုတာကြီးပဲပြောတော့အာဒီမြန်မာနိုင်ငံရေးပြည်ပခါတွေကိုထူးပြတင်ပြတဲ့သတင်းထောက်တူဖြစ်ပေါ့နော်ဒီလိုလက်ရှိအချိန်မှာဖြတ်တန်းနေရတဲ့ဘဝဘယ်လိုမျိုးရှိလဲအဲ့ဒါလေးကိုလည်းပြောပြပေးပါဦး ဟုတ်။ um မြန်မာနိုင်ငံရေးဟိုဟိုသူကဒီတည်င်းတော့ဆိုတဲ့အလုပ်ကိုကကျွန်တော်စပြီးတော့မလုပ်ခင်နေရပါဘောနော်။အဲ့လိုလေးလာတဲ့ကဘာလဲဆိုတော့သူဒီတပုံတည်င်းတော့ဆိုတော့အာတကယ်တမ်းတော့ဟို သူ့ရဲ့အလုတ်မျိုးစောင်းကို risk အများကြီးရှိတဲ့ဟာပေါ့နော် NL အများကြီးရှိတဲ့အလုတ်မျိုးစောင်းတစ်ခုတည်းမှာဟိုကပါတာပေါ့နော်ဟောဒီရောက်လဲနားလဲခဲ့ပြီးတော့မှဒီတပုန်သတင်းတော်တစ်ခုကိုကျွန်တော်ရွေးချယ်ခဲ့တာပေါ့နော်ပြီးတော့ဒီမှာပိုဆိုးတော့အခုနေချောင်းမှာဆိုတော့ကျွန်တော်တို့နိုင်ငံမှာ conflict ဖြစ်တယ်ပြီးရင်စစ်တွေဖြစ်ကြတယ်အဲဒီလိုဟာမျိုးဖြစ်နေတဲ့အချိန်ပေါ့နော်ပြီးရင်ဒီ အခုဖြစ်နေတဲ့ဒီတော်လိုင်းရေးကာလမှာဆိုလေအဖွဲ့စည်းတွေအရန်များရတယ်ဗောနော်အဲအဲ့လိုအဖွဲ့စည်းတွေအရန်များတဲ့အချိန်မှာတော့တည်င်းတော့ဆိုတော့တော့နှစ်ခုပဲရှိတယ်ဗောနော်ကျွန်တော်ကြုံတွေ့ခဲ့ရတဲ့နေမြေတွေတွာလာဖြတ်တန်းခဲ့ရတဲ့အရာတွေမှာဆိုရင်ကျွန်တော်တို့ဟိုနှစ်မျိုးနှစ်စားလို့ပဲဟိုရေဘူးကအဖြစ်ပြောလို့ရတာဗောနော်တမျိုးကတော့ဘယ်လိုလဲဆိုတော့တော့အရန်ဝဲကမ်းလောက်ကြတယ်အဲတည်င်းတော့ဆိုရင်အရန်ဝိုင်ကမ်းလောက်တယ်နောက်တမျိုးကတော့တော့လုံးဝ ဝယ်ကမ်းမလုပ်တဲ့အပြင် ကို့ပါပြန်ပြီးတော့ပြဿနာရှာနိုင်တဲ့ပုံစံမျိုးပေါ့နော်အဲအဲ့လိုဟာမျိုးပေါ့သူကဘယ်နေရာသောသောကျွန်တော်တို့ဒီနှစ်မျိုးတော့တွေ့ရမှာပဲအဲ့ဒီနှစ်မျိုးတည်းမှာကဟို ဘယ်လိုနေထိုင်မလဲပေါ့နော်။ဘာဖြစ်လို့ဆိုတော့နေရာတိုင်းကတော့ risk တွေရှိနေတာပဲပေါ့နော်။အာနာသိမ်းပြီးတဲ့နောက်ပိုင်းမှာတော့တရင်တော့တွေအများဆုံးဖန်ခံရတယ်။တရင်တော့အများစုကလည်းအပြင်ထွက်ရတယ်။ဒါမှမဟုတ်ဝိဟိဆိုလည်းသူတို့ကလူမျိုးနယ်မြေတွေကိုတွားရတယ်။အဲ့ဒီမှာတော့ဆက်ပြီးတော့တရင်ယူကြရတယ်ဆိုတဲ့ဟာမျိုးကသူတို့မျိုးနိုင်ငံမှာဖြစ်ခဲ့ရတာ။ဟောအဲ့လိုအခြေမျိုးမှာဆိုတော့ဟိုအာနာသိမ်းပြီးတဲ့နောက်ပိုင်းကနေတဲ့နေအမြင်ဟာ risk ဆိုတဲ့ဟာတရင်တော့တွေပေါ်မှာတော့ရှိနေမှာပဲ။ ဟုတ်အကိုကိုရောင်ရောအဲ့လိုမျိုးဓာတ်ရိုက်ချင်းချောက်မှုတို့အဲ့လိုမျိုးဖိအားတွေပါတယ်အဲ့လိုမျိုးကြုံတွေ့ခဲ့ရလားအဲ့လိုမျိုး risk တွေပုံမှာကြတော့ဘယ်လိုမျိုးကျွန်တော်တို့ကဒီဒီတိုင်းဟိုစစ်ဖြစ်နေတဲ့နေရာတွေမှာကာဘာလုတဲ့အတွက်ကျွန်တော်တို့ရဲ့ risk ကကြတော့ဟို live and death ဆိုတဲ့ line လေးပုံမှာပဲကျွန်တော်တို့ကရှိတာပေါ့နော်အဲ့တော့ဟို ဟိုအချိန်မြေးတည်သွားနိုင်တယ်ဆိုတဲ့ဟာမျိုးလည်းရှိတယ်ပေါ့နော်ပြီးတော့တိုက်ပွဲကြီးဖြစ်နေတဲ့နေရာမျိုးတွေဟိုလေရင်နေနဲ့ပြစ်ခတ်တဲ့နေရာမျိုးတွေပြီးရင်ကျွန်တော်တို့အမြောက်ဒီကြားတဲ့နေရာမျိုးတွေလက်နဲ့ကြီးရကြားတဲ့နေရာမျိုးတွေပြီးရင်အဲ့လိုမျိုးတိုက်ပွဲဖြစ်တဲ့အတွက်ကြီးစံတွေဖြတ်သွန်းလဲသွားလာနေတဲ့အချိန်မျိုးတွေမှာကာဝါလောရတာဖြစ်တဲ့အတွက်ဒီအသက်အန္တရာယ်တော့အများကြီး နီးကရှိတာပေါ့နော်ပြီးတော့နောက်တစ်ချက်ကကျတော့ခုနကပြောသလိုမျိုးဟိုချင်းချောက်ခံရတဲ့ပုံစံမျိုးကကျွန်တော်ကိုယ်တိုင်ကတော့ကျွန်တော်တော့မကြုံခဲ့ဘူးသို့တော့တခြားသော journalist တွေကြုံရတာတွေကြားရတာတော့ကျွန်တော်မြင်တွေ့ခဲ့ရတာတွေရှိတယ်ကြားခဲ့ရတာတွေတော့ရှိတယ်ဗျဟုတ်ကဲ့အာဒီ nation conflict series မှာပါတဲ့ဓပုံဓပုံအကြောင်းဓမ္မမဟုတ်လို့ရှိရင်အကိုရှေတန်းစစ်မြေနယ်ပြင်မှာကိုမှတ်တမ်းတင်ခဲ့ရတဲ့ဓပုံအကြောင်းပေါ့ဓပုံအကြောင်းတော့မျှဝေပြီပါလား um ကျွန်တော်2020 နှစ်ဖြစ်လိမ့်မယ်ထင်တယ်ကျွန်တော်အဲ့မှာဟိုကင်နီနယ်တွေကိုရောက်သွားတဲ့အချိန်မှာကျွန်တော်ရိုက်ထားတဲ့ပုံလေးတစ်ပုံရှိတယ်အဲ့ဒါကဘာလဲဆိုတော့အဲ့ဒီအချိန်2022လောက်ထဲကတော့ဟို ဘုံကျဲတော့လေချောင်းတိုက်ခိုက်မှုပေါ့နော်လေချောင်းတိုက်ခိုက်မှုလို့ပြောတဲ့အချိန်ကျရင်ဗျာကျွန်တော်တို့ကဟိုစစ်တခုဖြစ်ပြီးဟေ့ဆိုရင်ဗျာတော့အဲ့လိုမျိုးဟိုဘုံကျဲတယ်လေရင်တွေတုံးတယ်ပေါ့နော်ဒါပေမဲ့ဒီမှာကျတော့ဘာလို့ကျွန်တော်သွားမြင်တာလဲဆိုတော့သူကစစ်ဖြစ်နေတဲ့နေရာကိုကျဲတော့မဟုတ်တိုက်ပွဲတွေဖြစ်ပေါ်နေတဲ့နေရာတွေကိုကျဲတော့မဟုတ်သူတို့ကစာတင်ချောင်းတွေကိုကျဲတယ်ဗျာ ပြီးတော့ဗျာလူစုလူဝေးများများရှိနိုင်တဲ့နေရာမျိုးဆိုရင်သူကကျဲပြီဘာလို့လူစုလူဝေးများရှိနေလဲဥပမာမျိုးစစ်ဆောင်လို့ဘာလို့ဆိုလဲစစ်ဆောင်စခန်းတွေရှိရောနော်အဲ့တော့လူစုလူဝေးရှိတဲ့နေရာဆိုလဲသူကလာကျဲပလိုက်တာမျိုးပေါ့နော်အဲ့လိုကျဲလိုက်တဲ့ဟာမျိုးတွေမှာမြင်ရတဲ့အချိန်ကျတော့ကျွန်တော်တွေးမိတာတော့ငါတို့ကတခြားနိုင်ငံတွေမှာစစ်တိုက်နေတာသလားပေါ့လေဘာဖြစ်လို့ဒါကဒီတိုက်နေတဲ့ဟာကျွန်တော်တို့ဒီပြည်တွင်းမှာဖြစ်နေတဲ့ပလီဖခါနဲ့ဒီတော်လန်ရေးပြည်တွင်းစစ်တစ်ခုတော့ဖြစ်တယ် ဒါပေမဲ့ तू ကတခြားနိုင်ငံကတော့အညိုးတကြီးနဲ့လာတက်နေတယ်လို့မျိုး तू ကဘုံလိုက်ကျဲအဲ့တော့ကျွန်တော်မြင်ရတဲ့ပုံကကျွန်တော်တွေးခဲ့တဲ့ဟာကျတော့ဆစ်ဆောင်စခန်းကကလေးတွေကအဲ့လိုမရအောင်ဟောညာပိုင်းနေဆိုရင်တို့ကဘာလဲဆိုတော့တဘာဝလှိုင်ကူတွေတွေကိုတွားပြီးတော့အဲ့ရတော့တဘာဝလှိုင်ကူတွေတွေကိုအဲ့ညနေဆောင်ဆိုရင်နေရင်တရောဆိုရင်တို့ကတဘာဝလှိုင်ကူတွေကိုတွားပြီးဗျာတဘာဝလှိုင်ကူတွေမှာတွားပြီးတော့တို့ကအဲ့လိုမျိုးဟို လှိုင်ကူကလည်းဗျာအဲ့လောက်ကြီးကြီးနေတယ်လှိုင်ကူတော့မဟုတ်ဘူးတို့တော့အဲ့လိုမျိုးသူတို့ခိုးအောင်လို့ရတဲ့နေရာမျိုးတွေမှာနေရတာပေါ့နော်အဲ့တော့အဲ့ထဲကိုဝင်ပြီးတော့သူတို့ကအိတ်ရတယ်ကလေးတွေကအများကြီးပဲအဲအဲ့လိုမျိုးသွားတဲ့အဖွဲရောက်တရာလောက်ရှိတယ်တဖွဲကအဲ့လိုကူထဲမှာအိတ်တယ်တဖွဲကကူကံမနေဘေးနာလေးတွေမှာအိတ်ကြတယ်ပေါ့နော်အဲ့မှာကျွန်တော်တွေ့တာကြတော့ဗာလဲဆိုတော့ဟောအဲ့မှာကျွန်တော်လည်းတပွင့်ရိုက်ဟုတ်လိုက်ပါတော့လိုက်ပါတော့အဲ့မှာကလေးတွေက အထဲသေးရောက်ပြီးတဲ့အချိန်ကျမှတို့ကအဟိုအချင်းချင်းတို့အချင်းချင်းကိုပြန်ပြီးတော့ဟိုနည်းနည်းကြီးတဲ့လူတွေကတို့ကနည်းနည်းလေးဟိုပုံပြောပြတာလို့တချင်းစုပြတာလို့ပြီးတော့အဲ့လိုရုပ်ရှင်လေးပြတာလို့ရုပ်ရှင်ဆိုတော့ကတ်တုန်းကားအတူလေးပေါ့နော်အဲ့ဒါလေးတွေဖုန်းလေးနဲ့ကြည့်တာလို့တို့လောက်ကြတယ်အဲ့ချိန်မှာတို့ကထော့အော်တာပင့်ကူပင့်ကူဆိုပြီးတော့တို့ကမီးနဲ့တိုးကြည့်လိုက်တော့အဲ့မှာပင့်ကူအကြီးကဒီကူနိုင်ရန်ပေါ်မှာကတ်နေတယ်ဟာပေါ့နော်အဲ့တော့ကိုကတွေးမိတာကြတော့ ဟိုအထင်းမှာလည်းအကောင်ပလောင်နေရှိတယ်ဗျာတဘောလှန်ကူဆိုတဲ့ဟာမျိုးအကောင်ပလောင်နေရှိတယ်အထင်းမှာလည်းအန်ရရှိတယ်ဒါပေမဲ့အပြင်းဝါထွက်ပြီးတော့အေးရမလားဆိုတော့လေအပြင်းဝါဒီတဲ့စိုးတဲ့အန်ရရရှိတယ်အဲ့လိုအဲ့လို အမြဲတမ်းကောင်းရင်ပေါ့ကအာမကောင်းတဲ့လေရင်တွေကအမြဲတမ်းပြန်နေပေါ့နော်မကောင်းတဲ့လေရင်နဲ့ကောင်းတဲ့လေရင်ဆိုတာလေကလေးတွေပြောပြတာဒီစစ်ရှောင်းတွေပြောပြတာသူတို့တိတာလေရင်နှမျိုးပဲရှိရပြောမြန်မာနိုင်ငံပေါ်မှာကောင်းတဲ့လေရင်မကောင်းတဲ့လေရင်ဆိုတာကောင်းတဲ့လေရင်ဆိုတာတော့ကျွန်တော်တို့ဒီရိုးရိုးသန်းသန်းခီးသွားလေရင်လို့ဟာမျိုးပေါ့နော်ဟိုမကောင်းတဲ့လေရင်ကတော့ဒီ fighter jet လို့သူတို့တိုက်ခိုက်ဖို့လာတဲ့ဝိုင်းတွဲလို့ဘုံကျဲတဲ့ဟာမျိုးတွေပေါ့ဒါမျိုးတွေပေါ့နော်အဲ့တော့ ောင်းဝင်မှာမကောင်းတဲ့လေရင်အကူထဲမှာလည်းအဲ့လိုတဘောကအကောင်နေပေါ့အဲ့ချိန်မှာသူတို့လိုင်းတံမီနဲ့ထိုးပြီးတော့ကြိတ်လိုက်တဲ့အဲ့သူတို့မှာရှိနေတဲ့မျက်နှာ emotion တွေအဟိုတွေ့တဲ့ချိန်မှာတပုံရိုက်ဖြစ်တယ်ပေါ့လေအဲ့အဲ့ပုံလေးကတော့ဟိုကျွန်တော်အမြဲတမ်းမှတ်မိနေတယ်ကျွန်တော်ကောင်းရင်ကြိတ်လိုက်တိုင်းလိန်မန်လေးကိုတွေ့လိုက်တိုင်းဒီကလေးတွေကိုသတိရတယ်အဲ့လိုကောင်းတဲ့လေရင်တွေအမြဲတမ်းမြောင်းနိုင်ငံမှာမြန်မြန်ပြန်လာသေးတော့ပဲဆူတောင်းဖြစ်တော့ပေါ့လေ ဒီသတင်းဓာတ်ပုံသတင်းထောက်အလုပ်ပြင်ပေါ့နော်ဒီအကိုက7.7 Myanmar earthquake ဆိုပြီးတော့မြန်မာငလျင်ဓာတ်ပုံပြပွဲတွေပြီးတော့ဒီရန်ပုံငွေမြင့်တင်တဲ့ပွဲတွေကိုဘန်ကောက်မှာကျင်းပခဲ့တယ်ပေါ့အဲ့ဒီအတွေ့အကြုံလေးတွေကိုလည်းပြောပြပေးပါဦးကျွန်တော်တို့ဒီ7.7ဒီငလျင်အကြီးလှုပ်တယ်ပေါ့နော်ငလျင်က7.7ဆိုတဲ့အခါကြီးကတော်တော်ကြီးတယ်ဗျကျွန်တော်နိုင်ငံအတွင်းမှာဆိုလည်းဒါနှစ်တရာတည်းမှာတော်တော်ကြီးတဲ့ငလျင်မျိုးပေါ့နော်ပြီးရင်သူ့ရဲ့ဘူအချက်မှပဲပြောပြောသူလှုပ်ခတ်သွားတဲ့နေရာပဲပြောပြောဒါက လူအများကြီးရှိနေတဲ့1.5 million လောက်ရှိတဲ့နေရာကြီးဗျာပြီးတော့ပျက်စီးဆုံးရှုံးမှုတွေကလည်းအများများရတယ်ဗောနော် startup ဖြစ်ခြင်းတော့ဒုံးဆိုဖြစ်တဲ့ချိန်မှာကျွန်တော်ကနေစမ်းမှာရှိနေတယ်အဲ့ချိန်မှာကျွန်တော်ကင်မရာအားသွင်းတယ်ကျွန်တော်သွားဖို့ပဲကျွန်တော်ပို့ပြီးတော့အားထုတ်တယ်ဗောနော်အော်ဒါပေမဲ့ကျွန်တော်အချိန်အကြောင်းကြောင့်ကျွန်တော်အဲ့ cloud ထိအဝေးကြီးကိုဝင်လို့မရဘူးသွားဝင်မရရဲဘူးဗောနော်အဲ့ချိန်မှာကျွန်တော်နေတင်နေမြအဲ့လိုဟိုတစ်ဖက်နိုင်ငံကတငယ်ချင်းနေဗောနော်အဲ့လိုမျိုးဟို ဟိုနိုင်ငံကြောင်း agency တွေကတည်င်းဌာနတွေကလည်းလှမ်းပြီးတော့လှမ်းမေးတာတွေလည်းရှိတယ်ပြီးတော့ကိုယ်တည်တွင်ထဲမှာရှိနေတဲ့ကိုယ့်ရဲ့လူတွေ CJ တွေ journalist တွေဒါတွေကလည်းအမြဲတမ်းကိုယ် contact လုပ်နေတာလည်းရှိရပါတော့အဲ့လိုအဲ့လိုအခြေမျိုးပေါ်မှာကျွန်တော်ဟိုနေတိုင်းအရင်ဆုံးတည်င်းကိုပဲအရင်ဆုံးလုတ်ဖြစ်တယ်ပေါ့နော်တည်င်းကိုပဲဟိုမြင်မြင်ဆန်းဆန်းတင်ဖြစ်တယ်ပေါ့နော်တင်တင်တန်းလိုက်တော့မြန်မာနိုင်ငံမှာဖြစ်နေတဲ့ကိစ္စပါလေဒါကိုပို့ပြီးတော့ awareness တည်တင်တယ်လူတွေပို့ပြီးတော့တည်တင်တယ်ဆိုတဲ့အကြောင်းအရာနဲ့ကျွန်တော်လှုပ်ဖြစ်တယ်အဲ့ဒါလှုပ်ပြီးရတဲ့အချိန်မှာကျတော့ကျွန်တော်စဉ်းစားတာကျတော့ဒီဟာတစ်ခုတည်းနဲ့မဖြစ်ဘူးပေါ့နော်နောက်ထပ်ကျွန်တော်တို့ဒီ physical exhibition လို့ဟောင်းမျိုးတွေလည်းကျွန်တော်တို့လုပ်မယ်အဲဒီအတွက်ကိုလည်းပို့ပြီးတော့ဟောအထောက်ဖြစ်တယ်ပေါ့လေအဲ့တော့ဒီမှာရှိနေတဲ့ဟော သတင်းတော့ဒီရဲ့ပြီးရင်ကျွန်တော်တို့ CJ ရဲ့ပြီးရင် artist တယောက်ရဲ့ပြီးရင် photographer တယောက်ရဲ့ဒီလူတွေညှိထားတဲ့ပုံလေးနဲ့ကျွန်တော်တို့ဒီ exhibition ပြမယ်ဆိုပြီးတော့ကျွန်တော်တို့စပြီးတော့ season ပြတယ်။ဘာဖြစ်လို့ exhibition ပြမယ်ဟဲ့ဆို season ပြတော့သတင်းတော့ကကျွန်တော်လုပ်ပြီးတော့ဒီဘက်မှာကျတော့ကျွန်တော် awareness နဲ့ပြီးတော့ကျွန်တော် fan raising အတွက်ကိုကျွန်တော်ပြန်လဲထူထောင်ရေးအတွက်ကိုပြန်ပြီးတော့ရန်ကုန်ကိုပြန်ရှာမယ်ဆိုတဲ့ဟာမျိုးပေါ့နော်။ပြီးတော့အဓိကမြန်မာနိုင်ငံမှာဒါတွေဖြစ်နေတာကွာဆိုတော့လူတွေသိဖို့များများသိဖို့လိုအပ်တယ်ပေါ့နော်။အဲ့ဒီတော့ကိုကျွန်တော်ရည်ရွယ် ပြီးတော့အဲ့ဒီ exhibition ကိုဟိုလုပ်ဖြစ်တယ်ကျွန်တော် curator အနေနဲ့ဒီပုံလေးကိုဟို manage လုပ်တယ် curate လုပ်တယ်ပြီးတော့မှကျွန်တော် exhibition တွေလိုက်ပြဖြစ်တယ်ဟောနော်အဲ့တော့ဟိုပြည်သက်တည်းအတုံးပြမှုအောင်ဘယ်လိုရှိပါလဲကျွန်တော်ဒီဘန်ကောက်မှာပြရတဲ့ BCC မှာပြရတဲ့ပွဲဆိုရင်အဲ့လိုမျိုးဟိုကျွန်တော်ရှေ့မှာနေငိုနေတဲ့နှစ်ယောက်တော့ကျွန်တော်တွေ့ရပါတော့ တယောက်ကကျတော့ဟိုသူကကျတော့ဟိုသူကကျွန်တော်အထင်မမောက်ထင်ကျွန်တော်သူကဟေတီရလောင်းတည်သူလာတာလို့ပြောတော့သူဟေတီမှာငလင်းလှုပ်ခဲ့ဘူးလေသူတို့ကသူကဟိုသူတို့ရဲ့ left one နေလဲ သူတို့ချစ်ခင်ရတဲ့လူတွေဆုံးရှုံးခဲ့ဘူးလေဆိုပြီးသူကအဲ့တော့ကြည်ပြီးငိုတယ်နောက်တစ်ယောက်ကတော့ဂျပန်ထင်တယ်ဗျဂျပန်မှာအမျိုးသမီးကအဲ့တော့ကြည်ပြီးငိုတယ်ဗောနောအဲ့လောက်ဒီဆုံးရှုံးမှုတွေအများကြီးရောဘာဖြစ်လို့လဲဆိုတော့သူကဆုံးရှုံးမှုတွေမဟုတ်ဘူးဗျဒီဆုံးရှုံးမှုတွေရဲ့နောက်ွယ်မှာဒီလိုငလင်းလုံနေတဲ့တန်းလန်းတွေကိုဘုံကျဲတာ အဲ့ဒီဟာတွေကဒီငလင်ထိသွားတဲ့နေရာတွေမှာလည်းဘုံကျဲခံရတဲ့ကိစ္စတွေဖြစ်တော့ဒီအကြောင်းအရာတွေတည်တဲ့ချိန်ကျတော့သူတို့ကပို့ပြီးတော့သူတို့ကကိုရကေရမဲနေတဲ့နေရာမျိုးမှာရှိနေတယ်အဲပြီးတော့ဟိုသူတို့ဟိုဘလူးကလည်းလာပြီးတော့ထောက်ပံ့နေတာမဟုတ်လို့ဒီမြန်မာကပဲမြန်မာချင်းချင်းပဲပြန်လဲပြီးတော့ကူညီနေကြရတယ်ဆိုတော့ဟာနားလဲလာတဲ့ချိန်ကျတော့ပို့ပြီးတော့သူတို့တွေအေးစိတ်မကောင်းကြအောင်ပို့ပြီးတော့လည်းလှူဒန်းကြရတယ်ဆိုတော့ကျွန်တော်တို့ post card တွေတို့ပြီးရင်တပ်ပုံတွေတို့အဲ့အရာတွေကိုလည်းဝယ်ပြီးတော့ ည်းလှူဒန်းကြတာတွေများပါတယ်ဟုတ်ဟောပေါ့အခုအမြင်မှာပေါ့နော်မြန်မာပြည်သူတွေရဲ့ဒီ2021ခုနှစ်အာဏာသိမ်းမှုအပေါ်မှာဒီစန့်ကျင်တော်လှန်နေရတဲ့ပတ်သက်လို့ကဘာကြီးကဘာတွေမမြင်နိုင်ဖြစ်နေရလဲပြီးတော့သူတို့ဘာတွေကိုနားမလည်နိုင်ဖြစ်နေရလို့ထင်လဲကျွန်တော်အမြင်ကကျွန်တော်ဒီပွဲဒီမှာပဲဖြစ်ဖြစ်ပေါ့နော်ဒီတခြားနိုင်ငံလူတွေနဲ့ဖြစ်ဖြစ်ပေါ့နော်စကားပြောကြည့်တဲ့အချိန်မှာကျတော့ဘာသူတို့ကမြင်နေလဲဆိုတော့ ဟိုကျွန်တော်တို့နိုင်ငံကကဘာကအရှိကြအောင်စစ်ပွဲကြီးဖြစ်နေတော့ဒီကဘာအရှိကြအောင်စစ်ပွဲကြီးကိုသူတို့ကလည်းဒီတစ်ခေါက်ကလည်းဒီပြည်ရင်းစစ်ဆိုတဲ့ဟာနဲ့ပဲသူတို့ကပြန်ပြီးတော့ဟိုဘောနော်စေဘဝဖြစ်နေတဲ့နိုင်ငံမငြိမ်းချမ်းသေးဘူးဆိုတဲ့နိုင်ငံမျိုးပုံစံမျိုးနဲ့ပဲသူတို့ကအာနားလေလိုက်ကြရတယ်ဘောနော်အော်ပြီးတော့အော်အမှန်မှန်တော့ဒါကစေဘဝဆိုတာတော့မှန်ပါတယ်ကျွန်တော်တို့ဒီရကြီးကပြည်ရင်းစစ်ကြီးအကြာကြီးဖြစ်ခဲ့တာဘောနော်ဒါပေမဲ့ဒီဒီနှစ်ဒီချိန်ဒီကာလမှာကျတော့စေဘဝမဟုတ်တော့သူက revolution နေနဲ့ကိုသူကပြောင်းလဲသွားပြီ။ title ကိုကပြောင်းနေတာပေါ့နော်။ဘာဖြစ်လို့ဆိုတော့ဒါတနိုင်ငံလုံးကတော့ဝိုင်းပြီးတော့တွန်းလှန်နေတဲ့တွန်းလှန်တဲ့စစ်ပွဲကြီးဖြစ်တယ်ပေါ့နော်။အဲ့လိုဟာမျိုးကကျတော့သူတို့ကအထဲထဲမှာရှိနေတဲ့ဟာကိုဒီ2021အာနာသိန်းတဲ့ချိန်မှာတော့ဒီကမ္ဘာမီဒီယာတွေပေါ်မှာတော့မြန်မာသတင်းကဟိုလေးတကြော်တော့ဖြစ်ခဲ့တယ်။အဲဒါပေမဲ့နောက်ပိုင်းမှာတော့တဖြည်းဖြည်းနဲ့ပျောက်ကွယ်သွားတယ်။ ပြောက်ကွက်သွားတဲ့ဟေးဆိုတဲ့အတိုင်းတောင်မှလည်းခုနကပြောသူမျိုးပြည်တွင်းစစ်ဆိုတဲ့အဲရေဘူးကအားနဲ့ပဲသူတို့ကထည့်လိုက်တာပေါ့နော်တတော် revolution ဆိုတဲ့ဟာကြီးကိုအကောင့်ထည့်တေချာမပြနိုင်ဘူးဆိုတဲ့အဲပြောနေတယ်လို့ကျွန်တော်ထင်တယ်။အဲသူတို့နားမလည်တဲ့ဟာဘာလဲဆိုတော့ဒီအခုချိန်မှာအိမ်မှာနေထိုင်ရင်းနဲ့ဒါမှမဟုတ်ရင်ကြောင်းဟာကြောင်းတက်နေတဲ့ကလေးရအောင်တော့စဝင်ပြီးတော့ဒါတော်လန်ရေးလုပ်နေတာ အော်ဒီတော်လန်ยีဆိုတဲ့ခေါင်းစဉ်အောက်ကြီးတစ်ခုကိုသူတို့ကပြန်မရောက်ဘူးဆိုတော့ server wall ဆိုတဲ့နေရာမှာနေတက်ပြီးတော့နေဒီနေရာမှာပလိပခဖြစ်တယ်ဆိုတဲ့ပုံစံမျိုးတွေနဲ့ပဲတွားရအောင်မြင်ရတယ်ဗျဟုတ်တယ်အအကိုရဲ့ဓာတ်ပုံနေရာပေါ့နော်ဒီတည်င်းပေးတဲ့အခန်းကဏ္ဍထက်ပိုပြီးတော့တော်လန်တာဒါမှမဟုတ်လို့ရှင်တက်ကြွလှုပ်ရှားတဲ့ဟာမျိုးဖြစ်နေအကိုမြင်လား အကိုဒီစူးရတဲ့ပုံတွေရောအဓိကတော့လူငယ်တွေအကြောင်းကိုရိုက်တော့သူကလူငယ်တွေအကြောင်းကိုလည်း ghost story မှာလည်းတစ်ခါလည်းထည့်ရေးဆိုတော့သူက2021တည်းကတော့ဖြစ်တဲ့အာနာသိမ်းမှုနောက်ွယ်ရမှာတော့ဖြစ်ပေါ်လာတဲ့ဒီတော်လန်ရေးဆိုတဲ့ဟာကိုရိုက်တော့ရိုက်ကူးရရတော့ဗောနော်အဲ့တော့ဒီရိုက်ကူးခဲ့တဲ့ဆိုတဲ့ဟာမှာကတော့ဒီလူငယ်တွေကဘာတွေလုပ်နေလဲအကိုရဲ့တပ်ပုံ CV အကုန်လုံးကလည်းဒါလူငယ်တွေအကြောင်းအောင်ပဲအဓိက ပြခဲ့တဲ့ series ပေါ့နော်အဲဒီမှာဆိုရင်ပုံအောင်ဆုံးအဖွင့်ပုံပါလေးရပါလဲဆိုရင်ဒီကောင်မလေးတယောက်ပါတယ်အဲ့ဒီဟာလေးကသူကတူနာမြူတူနာမြူကအာသူကရန်ကုန်တူနာမြူတက္ကသိုလ်မှာတက်နေတန်းလန်းနေတယ်သူကဟိုအလုပ်တယ်အဲအဲဆန္ဒဝင်ပြရတယ်ဆန္ဒပြပဲနောက်ပိုင်းမှာဆန္ဒပြနှိမ်နှင်းခံရတဲ့အချိန်မှာသူဟိုတော်ခိုးတယ်တော်ခိုးတဲ့အချိန်မှာသူရဲ့ တက်တန်ကျွမ်းတဲ့ပညာရည်နဲ့ဆက်ပြီးတော့ဒီ math အနေနဲ့ဆက်ပြီးတော့ထမ်းဆောင်နေတယ်ဗောနော်ဒါတော့အဲ့ကလေးမောင်လေးဆိုရင်လည်းဒါဟိုလူငယ်ပဲအဲပြီးွားပြီဟေ့ဆိုလဲအထဲထဲမှာပါနေတဲ့အဲလူတွေအကုန်လုံးကလည်းလူငယ်တွေပဲကျွန်တော်ကြာဆုံးခဲ့တဲ့နေရာမှာဆိုလဲကြာဆုံးခဲ့တဲ့အဲပုံမှာဆိုလဲအဲ့နေရာကြာဆုံးတယ်အဲ၄ရက်တခါလေဟိုဟဖြစ်သွားရတော့ဗောနော်ဟိုနေဟိုအာသူကဇာပနာလောက်ရတော့ဗောလေအဲ့ဇာပနာထဲမှာဆိုလဲအသက်20 လူငယ်လေးတယောက်ပါတာပဲအဲအဲ့လိုဟာမျိုးပါတယ်ဗောနော်ပြီးတော့နောက်ဆုံးအောင်ပွဲခံနေတဲ့ပုံမှာဆိုလဲခွန်ရီးတူဗောနော်သူဆိုလဲ28နှစ်ရှိသေးတဲ့လူငယ်ကောင်းဆောင်ပဲဗောနော်အဲ့တော့အဓိကကတော့ဘာလို့လောက်ထားတာလဲဆိုတော့ဒီကလူငယ်တွေကတော့ဒီတော်လန်ရေးကိုဥဆောင်ပြီးတော့ပြောင်းပြုတ်ပြင်ပြောင်းလဲမှုတစ်ခုတော့နေတယ်ဆိုတော့မြန်မာနိုင်ငံရဲ့အခြေအနေကိုပြရတဲ့စီးရီးပါပဲဟုတ်ကဲ့ဟုတ် ဒီစစ်ပွဲအမှတ်တမ်းတင်တဲ့အခါမှာပေါ့နော်ကိုကိုရိုင်းဂျုံတွေးရမယ့်စိတ်ပိုင်းဆိုင်ရာတင်ရာတွေရှိခဲ့တယ်။အဲ့လိုရှိခဲ့တာတော့မှဒီမြမအကြောင်းကဘာကိုဆက်ပြီးတော့ပြသဖို့ကိုကစူးစမ်းပြီးတော့ဆက်လုပ်နေတဲ့အကြောင်းရင်းကဘာမှန်းဖြစ်မလဲရှင်။ Um စိတ်တင်ရာကတော့တော်တော်တော်ရဘာဖြစ်လို့ဆိုတော့ဒီအာနာသိမ်းပြီးတဲ့နောက်ပိုင်းတည်းကကျွန်တော်အထင်မှာကျွန်တော်တယောက်တည်းတော့မဟုတ်ဘူးကျွန်တော်မြန်မာတိုင်းနိုင်ငံလုံးကရှိသမျှလူတွေအကုန်လုံးကတော့ဟိုဟို အနေနဲ့မြောက်သူကစိတ်တန်ရရမှာပဲသူကလုံးဝကြီးကိုတိတော်မှာအဲ့လို striker လောက်ရတာကြီးကအရန်ကြမ်းသွားတယ်ပြီးတော့ချစ်တဲ့ခင်တဲ့လူတွေကနေတိုင်းဆုံးရှုံးနေရတယ်ပေါ့နော်ဒါဒါမျိုးတွေကအမြဲတမ်းပြီးတော့ နေ့တိုင်းကြားနေရမယ့်သတင်းတွေကဒါဟိုပွင့်လင်းပြောပါဗျာတာမန်ချိန်လုံမျိုးကောင်းသတင်းတွေဆိုတဲ့ဟာမျိုးပြောသေးရရှိနေတဲ့ဟာမျိုးကျွန်တော်တို့ survey မလုပ်ရတာဆိုတော့ဘယ်လောက်ကြာပြီလဲအရန်ကြာသွားပြီပေါ့နော်အော်ကျွန်တော်တို့ entertainment ဆိုတော့ဘာမှမရှိဘူးပေါ့နော်ဒီလိုဟာမျိုးတွေနဲ့ရုန်းကန်နေရတဲ့အတွက်ဒီလူတိုင်းမှာတော့စိတ်ထန်ရရှိနေမယ်ပေါ့နော်စစ်ပွဲမှာကျွန်တော်တွာလာနေရတဲ့ဟာဖြစ်တဲ့အတွက်ကျွန်တော်ပို့ပြီးတော့စိတ်ထန်ရရတခါသေးကြရင်အရန်ကိုစိတ်ညစ်သွားတဲ့ဟာမျိုးတွေလုံးဝစိတ်ထဲကြာသွားပြီးတော့ ဟိုလုံးဝမန်တဲ့ဒေါင်းက0တိပါဆင်းသွားတဲ့အချိန်မျိုးတွေလည်းကျွန်တော်ကအဲကာလာကြီးတစ်ခုကိုကျွန်တော်ဖြတ်သန်းခဲ့ရတာရှိတယ်။ဒါပေမဲ့ကျွန်တော်ပြန်ပြီးတော့တွေးလိုက်တိုင်းမှာတော့ကျွန်တော်ရဲ့ဓပုံလေးထဲမှာပါနေတဲ့လူတွေရဲ့အကြောင်းတွေပြီးတော့အခုရှိနေတဲ့ဟာတွေရဲ့အကြောင်းတွေပေါ့နော်။ဒါတွေကိုကျွန်တော်တို့ကဟို ဟိုမှတ်တမ်းတင်ရမယ်ဒါဟိုမြမတမိုင်းတစ်ခုတည်းနေမဟုတ်ဘူးဒါကဘာတမိုင်းတစ်ခုလာဖြစ်တယ်ပြီးတော့လူရင်ချင်းတစ်ခုရဲ့တမိုင်းတစ်ခုဖြစ်တယ်အရင်ခေတ်ကဂျွန်ခေတ်တွေပျောက်ခဲ့တယ်ဂျေးခေတ်တွေပျောက်ခဲ့တယ်ဘယင်စနစ်တွေပျောက်ခဲ့တယ်တိုနီလကောင်းမယ်ဒါအာနာရှင်စနစ်ဆိုတဲ့ဟာကြီးတစ်ခုရဲ့တမိုင်းတစ်ခုကိုကျွန်တော်တို့ကမှတ်တမ်းတင်နေရတယ်ပေါ့နော်အဲ့အဲ့ဟာရဲ့ပြီးတော့နောက်တစ်ခုကကျတော့ကိုချစ်ခင်တဲ့လူတွေရဲ့အဲ ဆုံးရှုံးသွားတဲ့လူတွေကျွန်တော်ရှိမှလည်းအများကြီးရှိတယ်ကျွန်တော်တငယ်ချင်းတွေလည်းရှိတယ်ကျွန်တော်မိတ်ဆွေတွေလည်းရှိတယ်တချို့တွေလည်းကျွန်တော်လက်ပေါ်မှာရင်စုံခဲ့တဲ့လူတွေလည်းရှိတယ်အဲ့လိုနေထားမျိုးမှာကျတော့သူတို့တွေကျွန်တော်ဆက်ပြီးတော့ကျွန်တော်လုံနိုင်တဲ့အတိုင်းသားတော့ကျွန်တော်ဆက်ပြီးတော့ရိုင်းနေရမယ်ကျွန်တော်ဆက်ပြီးသွားနေရမယ်ဆိုတော့ဟာနေပဲကျွန်တော်ဆက်သွားနေတာပေါ့လေဒီ interview ဆုံးမတက်ခင်မှာပေါ့နော်မြန်မာပြည်သူတွေကိုဗာမြန်ပြောချင်ပါတယ်ရှင်ကျွန်တော်အမြင်ရောမြန်မာပြည်သူတွေကအရင် brave ဖြစ်တယ်လို့ကျွန်တော် ြောခြင်းတယ်ဗောနော်ကျွန်တော်ဒီကာလအရန်ခက်ခဲနေတဲ့ကာလအိမ်မှာတော့ရအောင်ရှင်းတန်းတယ်ရအောင်ကျွန်တော်တို့တွေဆက်ပြီးတော့သွားနိုင်အောင်ကြိုးစားကြရတယ်ထုံဤသူတော့ပဲအဲဘယ်တော့မှအားမလျှော့ဘူးသူတို့ရဲ့တတိကိုကျွန်တော်အရန်လေးစားတယ်ပြီးရင်လူငယ်တွေအထဲထဲမှာရှိနေတဲ့ပြည်တွင်းမှာရှိနေတဲ့လူငယ်တွေရောဟိုဒီလူမျိုးနယ်မြေမှာရှိနေတဲ့လူငယ်တွေရောဟောပြီးတော့ဟော နေပဲရဲရဲမှာရှိနေတဲ့နိုင်ငံတကာမှာရှိနေတဲ့လူငယ်တွေရောအများဆုံးတွေ့ရတယ်ဆိုစကားပြောပြတယ်ဟေ့ဆိုတဲ့အချိန်မှာသူတို့ရဲ့အဲတွေးခေါ်နိုင်မှုတွေသူတို့ရဲ့ဟိုဟိုစဉ်းစားစဉ်းကျင်တရားတွေပြီးတော့အဲ့ဟိုဉာဏ်ပညာပေါ့နော်အရန်စမတ်ဖြစ်တယ်အဲ့တော့လူငယ်တွေဥဆောင်နေတဲ့အနာဂတ်တစ်ခုတော့ကျွန်တော်ကတော့ယုံတယ်ပြီးတော့ဒီပြည်သူတွေအခုလောက်ထိဟိုဟိုတတိယဆက်ပြီးတော့ရှိနေတယ် ဆက်ပြီးတော့ဟိုအတွေးခေါ်ဆိုတော့ဟိုဒူးမထောက်ကြဘူးဟေ့ဆိုတော့ရခါရေးတော့ကျွန်တော်ဒီတစ်ခါမှာတော့အမြင်ဆုံးမြင်ရတယ်လို့ပဲကျွန်တော်ပြောချင်ပါတယ်ဟုတ်ကဲ့ရှင်အာ delivery တွေ့ဆုံမြင်ခံအခုလိုလာပြီးတာအကျေစုတင်ပါတယ်ရှင်ဟုတ်ကျေးဇူးပါဟုတ်